္ဂလာပါရှင်သတင်းစာဖတ်တဲ့စီစဉ်ကနေကြိုဆိုလိုက်ပါရစေကျွန်မကတော့ဒီစီစဉ်ကိုတင်ဆက်ပေးမယ့်မီဒီယာချမ်းပါကျွန်တော်တော့စီသူစရာဖြစ်ပါခင်ဗျာဟုတ်ကဲ့ဒီနေ့ကတော့ဒီဇွန်လ9ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေပေါ့နော်ဒီမျက်နှာပုံသတင်းလေးတွေအပြပေးပါဟုတ်ဒီနေ့တော့ထွက်ရှိလာတဲ့သတင်းစာတွေရဲ့မျက်နှာပုံသတင်းတွေမှာတော့ daily level မှာပါတင်တာလဲဆိုတော့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့ NCA လက်မှတ်ထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များရေကုန်မြို့တွေတွေ့ဆုံပြီဆိုတဲ့သတင်းကိုမျက်နှာပုံတင်ထားပါခင်ဗျာဒီစံတော်ချိန်မှာကျတော့ ရှေ့ပြောင်းမြန်မာလူသားများ၏ခိစ္စဆွေးနွေးရန်မလေးရှားသို့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ပုဂ္ဂိုလ်အော်ဂူလာတွင်သွားရောက်မည်ဆိုတဲ့သတင်းကိုမျက်နှာဖုံးတင်ထားပါတယ်။ The Voice မှာကတော့ရခိုင်လူမျိုးဟုသာခေါ်မည်ဟုပြည်နယ်ဆိုရဆိုပြီးရေးထားပါတယ်။ဒီသတင်းလေးကတော့ကျွန်တော်နည်းနည်းပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ဒေသခံတိုင်းရင်းသားများကိုရခိုင်လူမျိုးဟုသာခေါ်အသုံးစွဲမည်ဖြစ်ကြောင်းရခိုင်ပြည်နယ်ဆိုရအဖွဲ့ကကြေညာချက်ထုတ်ပြန်လိုက်တဲ့ဆွဲကြောင်းလေးကို မျက်နှာဖုံးတင်ထားဖြစ်ပါခင်ဗျာဟုတ်အဲ့တော့ဒီနေ့တင်ထားတဲ့မျက်နှာဖုံးလေးပေါ့နော်နောက်ထပ်အိဒါအာဘော်ဆိုလို့ရှိရင်တော့70 day daily ကအိဒါအာဘော်လေးကိုဖျက်ပြချင်ပါတယ်သူကဒီမှာပြောထားတာကတော့နိုင်ငံစည်းဝါးရေးကိုအလေးထားပါတဲ့ဒီဆယ်စုနှစ်ငါစုကျော်ပေါ့နော်ပထမဆုံးပေါ်ပေါက်လာတဲ့အရတားအစိုးရကပြည်သူတွေရဲ့မျှော်လင့်ချက်တွေကိုထမ်းပို့ပြီးတော့ပထမဆုံးရက်တရာစီမံချက်နဲ့ဖီအားတွေအောက်မှာဌာနတစ်ခုနဲ့တစ်ခုအပြိုင်ဆိုရလောက်အောင်လုပ်ကင်နေတာကိုလည်းတွေ့ရပါတယ်တဲ့ အရင်အစိုးရလက်ထက်မှာတဲ့ရက်တရားစီမံချက်များမရှိခဲ့ပဲအစိုးရတဲ့လက်ထက်မှာဝင်ကြီးဌာနအလိုက်တိုင်းဒေသကြီးနဲ့ပြည်နယ်လိုက်ရက်တရားစီမံချက်များချကစာဝန်နေခြင်းလည်းဖြစ်ပါတယ်။ဒီအရင်မရှိခဲ့ဘူးတဲ့ဗောနော်ပြည်သူတွေကိုဗဟုပြုတဲ့လုပ်ငန်းတွေများစွာစီမံကိန်းများစွာပေါ်ထွန်းလာတဲ့အတွက်အားတက်စရာလည်းဖြစ်ပါတယ်တဲ့။ဒါပေမဲ့ဒီအစိုးရတဲ့လောက်ကန်ဆောင်ရွက်သူများပြည့်ပြည့်စုံလာတော့မဟုတ်ပါဘူး။အာနယ်ချက်ချုံရင်ချက်လေးဟာချက်တွေလည်းရှိနေပါသေးတယ်။အထူးသဖြင့်အခုဆွေးနွေးလိုတာကတော့တိုင်းပြည်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးဖြစ်ပါတယ်ဆိုပြီးတော့ဒါ ဆဘနီယာအေရအပေါ်နေနေရေးသားထားတာပါဒီယခုနှစ်ပေါ့နော်ဒီ2016 2019မှာတမျိုးသားလုံးရဲ့ကုန်ထုတ်လုပ်မှုကတဲ့ဝန်ဆောင်မှုတန်မို့14000 128ကျပ်ဘီလီယံရှိပြီးတော့တဲ့စီးပွားရေးတိုးတက်မှုနှုန်းက9.8ရာခိုင်နှုန်းရှိမယ်ဆိုပြီးအစိုးရကခန့်မှန်းထားပါတယ်တဲ့ဒီခန့်မှန်းချက်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကမ္ဘာပံရဲ့ခန့်မှန်းချက်ကလည်းအတူတူပဲဖြစ်ပဲတဲ့ဒါပေမဲ့အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ခန့်မှန်းထားတာတော့8.4ရာခိုင်နှုန်းအပြည်ပြည်ဆိုင်ရာငွေကြေးရန်မငွေအဖွဲ့ IMF ကခန့်မှန်းထားတာက8.6ရာခိုင်နှုန်းထက်အနည်းငယ်ညော့နေနေပါတယ်တဲ့ဒီပြောင်စုရဲ့စုစုပေါင်းရငွေထက်စုစုပေါင်းအသုံးစရိတ်ကကျပ် 3900ဘီလီယံကျော်ပိုများမယ်လို့ခန့်မှန်းထားပြီးတော့လူငွေကတော့ GDP အချို့၄ .6 ရာခိုင်နှုန်းရှိတယ်ဆိုပြီးအစိုးရကလည်းမျှော်မှန်းထားပါတယ်တဲ့ဒီကုန်သွယ်ရေးမှာပို့ကုန်ထက်သွင်းကုန်ကဒီအမေရိကန်ဒေါ်လာတန်း3000ကျော်ပိုပိုများမယ်လို့လည်းခန့်မှန်းထားတယ်။ငွေကြေးဖောင်းပွားမှုက17.68ရာခိုင်နှုန်းရှိမယ်ဆိုပြီးအစိုးရကခန့်မှန်းတွက်ချက်ထားတယ်ဆိုတာအစိုးရရဲ့တွက်ချက်ထားတာကိုသူပြောထားတာပါ။ ဒီရာကိုကြည့်မယ်ဆိုရင်တဲ့မြမစီပွားရေးအဆောက်အအုံဟာအခြေအနေမှန်များလည်းဖြစ်ပါတယ်တဲ့ထူးခြားဆုံးကအရင်အစိုးရလက်ထက်ပြည်သူတွေကိုကြိုတင်အသိပေးလို့မရှိတဲ့ကိန်းဂဏန်းတွေဖြစ်ပြီးတော့တဲ့အစိုးရတစ်ကပွင့်လင်းမြင်သာစွာလူမှုကိုအသိပေးထားခြင်းလည်းဖြစ်ပါတယ်ဆိုပြီးပြောထားပါတယ်ဒီဂဏန်းတွေကိုတဲ့လေ့လာကြည့်မယ်ဆိုရင်မြမစီပွားရေးအခြေအနေကောင်းတယ်ဆိုဒီဆိုပြီးတော့ဗောနော်ဘလို့မှပြောမရတော့အခြေအနေပဲဖြစ်ပါတယ်တဲ့ဒီထက်ပိုပြီးရေးကြည့်တော့စီးပွားရေးပဓာတိုင်နေတာမန်ပြည်သူလူထုစာဝတ်နေရေးအခြေအနေတွေလည်းဖြစ်ပါတယ်တဲ့ အစိုးရသစ်တက်လာပြီးရပောင်း100နီးပါးရှိလာတဲ့အချိန်မှာအခြေခံပြည်သူတွေရဲ့စားဝတ်နေရေးကထူးခြားကောင်းမွန်လာခြင်းတိုးတက်လာခြင်းကိုမတွေ့ရသေးပဲတဲ့အခြေခံလူအပ်ချက်များအတွက်ပဲခက်ခဲစွာရုန်းကန်နေရစေဖြစ်ပါတယ်တဲ့ဒီအလုလက်မဲ့နှုံနေမြန်မာနေစေဖြစ်ပြီးကုန်စင်းနှုံတွေကလည်းတဖြည်းဖြည်းတက်နေစေဖြစ်ပါတယ်ဒါကလက်ရှိတကယ်ဖြစ်နေရပါကုန်စင်းနှုံကလည်းတော်တော်တက်နေရပါနော်ဟုတ်ပါတယ် သမရဦးသိစေဦးဆောင်တဲ့အစိုးရကိုတဲ့ပြည်သူအများစုကစိတ်ပြက်ကြီးပြက်ကရွေးကောက်ပွဲကိုပညာပေးလိုက်ခြင်းအဓိကအကြောင်းရင်းကတဲ့စီးပွားရေးတိုးတက်ကောင်းမွန်လာအောင်မဆွမ်းဆောင်နိုင်ခြင်းကလည်းတစ်ခုပါဝင်ဖြစ်ပါတယ်တဲ့နိုင်ငံရေးစီးပွားရေးပြည်ပြင်ပြောင်းလဲမှုတွေကတဲ့ပြည်သူလူထုရဲ့ထောက်ခံမှုရရှိခဲ့ပြီးတော့ဒီနောက်ပိုင်းမှာနိုင်ငံရေးနဲ့ပတ်သက်ပြီးခြေလှမ်းအမှားများစီးပွားရေးမှာအပြောအသာရှိပြီးလက်တွေ့ဖြစ်အောင်မလုပ်နိုင်တဲ့အခြေအနေတွေကြောင့်ပြည်သူအများစုကစိတ်ပြက်ကြီးပြက်ခဲ့ခြင်းလည်းဖြစ်ပါတယ်ဒါအရင်အစိုးရက စီးပွားရေးနဲ့ပတ်သက်ပြီးနလန်ထူအောင်မလုပ်ပေးနိုင်တဲ့အပေါ်ကိုသူပြောထားတာပါဟုတ်ကဲ့ပါနိုင်ငံမှာတော့တဲ့နိုင်ငံရေးစီးပွားရေးငြိမ်းချမ်းရေးတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပြီးအမတဲအရေးကြီးတဲ့အရာတွေလည်းဖြစ်ပါတယ်တဲ့ဒီအခြေခံပြည်သူအများစုနဲ့အဓိကလူအင်ကအိဆာဒူဝပေါ့နော်ဒီစာဝန်တွေအဆင်ပြေချောင်းလေရေးတာဖြစ်ပါတယ်ဒါကြောင့်အစိုးရအသက်ကတဲ့နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရဲ့လက်ရှိဦးစားပေးဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးအမျိုးသားရင်ကြားစစ်ရေးတို့ကဲ့သို့ပင်ဦးစားပေးဆောင်ရွက်ဖို့လည်းလိုအပ်နေပါတယ်တဲ့ စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်ရေးကမူဝါဒချမှတ်သူများဦးဆောင်ကောင်ထေပေါ်သူများနဲ့စွမ်းဆောင်ရေးကလွန်စွာအရေးပါတဲ့အတွက်တဲ့နိုင်ငံရဲ့စေတနာမှန်သူတွေပေါ့နော်ဒီထူးထွန်ထက်မြတ်သူတွေကိုဦးဆောင်ခွင့်ပေးရေးကလည်းလွန်စွာအရေးပါပါတယ်တဲ့ဒါကြောင့်ပြည်သူတွေရဲ့ဒီယုံကြည်ချက်နဲ့မျှော်လင့်ချက်တွေကိုထမ်းပိုးထားရတဲ့ဒီပြည်သူအစိုးရအနေနဲ့ပြည်သူတို့ကိုဒီစီပွားရေးအပိုင်းပေါ့နော်ဒီအလုံးလက်မဲ့ဖြစ်နေတဲ့အခြေအနေကုန်စင်းလုံးတက်နေတဲ့အခြေအနေတွေအောက်ခြေလူတန်းစားရဲ့ ဒီလူနေမှုဘဝတွေမြင့်တင်ပေးဖို့အရေးကြီးရယ်ဆိုတာကိုဒါ7 daily အိဒါဘောနဲ့လေးစားထားတာပါဟုတ်ကဲ့ပါဟုတ်ကျွန်တော်တော့ဒီဒီတနေ့ထွက်လာတဲ့သင်္ဆာရီတွေကထူးခြားတဲ့သတင်းတွေတပုတ်ကတော့ကျွန်တော်ရွေးထားပါတယ်အဲ့တော့ device မှာပါတာပါစာမျက်နှာ15မှာပါတဲ့သတင်းဖြစ်ပါတယ်သတင်းရဲ့ခေါင်းစဉ်ကတော့မြန်မာနိုင်ငံအထက်ပိုင်းနဲ့ဒေသအချို့မိုးကြီးပြီးရေရှမ်းပြီးအန္တရာယ်ရှိဆိုတဲ့သတင်းလေးပါဒီပင်လယ်ပင်လယ်အော်တွင်မုတ်တုံလေအားအလွန်ကောင်းနေသည့်အတွက်လာမယ့်သတင်းပတ်တွင်မြန်မာနိုင်ငံအထက်ပိုင်းဒေသနှင့်ဒေသအချို့တွင်မိုးကြီးပြီး ရည်ကြီးမဲ့အန်နယ်ရှိနေကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကညညာရက်ထုတ်ပြန်လိုက်သည်တဲ့မန္တလေးဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်မိုးကြီးနိုင်ပြီးမိုးတဲတဲ့မှုကြောင့်လျှက်လျှက်လက်ရပြည့်ရည်ကြီးရေရှမ်းခြင်းနဲ့မြေပြိုခြင်းစသည်တို့ဖြစ်ပေါ်နိုင်ရန်သတိပြုရန်လိုအပ်ကြောင်းအဆိုပါဌာနဒုတိယညွှန်ကြားမှုချုပ်ဒေါက်တာကျော်မိုးဦးကပြောကြားသည်တဲ့ထို့ပြင်နောက်နေ့အတွင်းရခိုင်ကမ်းရိုးတန်းဒေသများတွင်မိုးအားဆက်လက်ပိုလာနိုင်ပြီး ကမ်းလွန်ပင်လယ်ပြင်နဲ့ကမ်းရိုးတန်းဒေသများတွင်မိုးသက်လေပြင်ကြောက်ရောက်ကလိုင်းကြီးနိုင်ပွဲရှိနေကြောင်း၎င်းကပြောဆိုသည်တဲ့မြန်မာနိုင်ငံထပ်ပိုင်းဒေသများတွင်မိုးသည်တန်စွာရွာသွန်းနေမှုကြောင့်မြစ်ကြီးချို့တွင်မြေမြေရမြင့်တက်လာနိုင်သည့်အတွက်မြေကမ်းအနီးနဲ့တဲတောင်များတွင်စိုက်ပျိုးနေထိုင်သူများသည်မြေရရုတ်တရက်မြင့်တက်လာမှုကိုသတိပြုရန်လိုအပ်ကြောင်းမိုးလေဝသနှင့်ဇလဗီရာဦးညွှန်ကြားမှုဦးစီးဌာနကအကြံပြုထားသည်တဲ့နောက်ပြီးဒီရနဲ့ပတ်သက်ပြီးတော့ဗောနော်ဒေါက်တာဦးကျော်ဟိုဒေါက်တာကျော်လင်ဦးကဗာပြောထားလဲဆိုတော့ မြန်မာနေသားတွေအထိပေါ့နော်အနောက်တောင်မုတ်တုံလီကအားကောင်းနေရဒါကြောင့်လာမယ့်နှစ်ရက်၃ရက်အတွင်းရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့မြန်မာနေသားတွေမှာတရက်တရက်တာမိုးရေချိန်နှစ်လမအထက်ကိုရွာနိုင်တယ်ဆိုပြီးတော့မှပြောထားပါတယ်သူကအဲ့ဒါဇူလိုင်လ၂ရက်နေ့မှာစပြီးမိုးတဲတန်စွာရာသွမှုကြောင့်ချင်းပြည်နယ်တိုးဆန်မြို့တွင်တီလီချောင်းရည်မြင့်တက်လာရာရာစကြိုဆယ်တွင်ရေစစ်တဲ့ဘေးကမြင့်တက်လာခဲ့ပြီးအလားတူချင်းပြည်နယ်တွင်လည်းမိုးတဲတန်စွာရာသွမှုကြောင့် မြို့နယ်အချို့ရေကြီးနှမြို့များဖြစ်ပေါ်ခဲ့သည်ဆိုမှလည်းရည်သားရပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့မိုးကြီးနိုင်တဲ့ကြောင်းကိုသတိပေးထားတဲ့သဘောလေးပါခင်ဗျာဟုတ်ပါတယ်ဒါကတော့မြန်မာနိုင်ငံအထက်ပိုင်းပေါ့နော်အထက်ပိုင်းဘက်မှာမိုးကြီးနိုင်တဲ့အကြောင်းကိုသတိပေးထားတာပါအဲ့ဒီအတွက်ရေလည်းကြီးနိုင်တယ်ဆိုတော့အန်တီကိုသတိပြုမှာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ခုနေရာတော့ဒီ7 day daily ကသတိပေးပါပဲ ဒါကတော့ဆမင်နာခုနှစ်မှာပါတယ်ဒီဒေါန်ဆန်းစုကြည်နဲ့လွတ်တော်ကူစလဲအချို့ကိုတဲ့လူမှုကူရဲမှာဆဲဆိုတဲ့သူကိုရဲတပ်ဖွဲ့ကဖမ်းဆီးဆိုတဲ့တဲ့မှာဒါကအရင်အစိုးရလက်ထက်ကလည်းရှိခဲ့တယ်เนาะသမရဦးသိန်းစိန်နဲ့ကာကွယ်ဦးစီးချုပ်တို့ကိုဆဲဆိုတဲ့အတွက်ဒီတချို့ဖမ်းဆီးခံရတယ်เนาะပုံမှန်66နဲ့ အခုဒါကလည်းဒီဒေါအောင်ဆန်းစုကြည်နဲ့လွတ်တော်အမတ်ချုပ်ကိုဆဲဆိုတဲ့အတွက်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာပါဒီမှာသူပြောထားတာလေးကတော့နိုင်ငံတော်အတိုင်းအမင်ကပုတ်ကိုဒေါအောင်ဆန်းစုကြည်နဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုလူမှုကွန်ရက်မှာတဲ့ဆဲဆိုခဲ့တဲ့ဆလင်းမြို့နဲ့စီမံကိန်းဦးစီးဌာနကဝန်ထမ်းတအူးကိုတဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီးသက်သေဦးတွေပုံမှန်66ဂါကြီးနဲ့အမှုဖွင့်ထားတယ်ဆိုပြီးပြောထားတာပါဒါကလည်းအစိုးရဝန်ထမ်းတအူးပဲเนาะဟုတ်ပါတယ်ဟုတ်ပါတယ် ဆလင်းမြို့နယ်တဲ့စီမံကိန်းဦးစီးဌာနဒုတိယဦးစီးမှုဦးထွန်းမင်းလက်ကိုဖမ်းဆီးလိုက်ပြီးတဲ့ဆက်သွယ်ရေးပုံမှန်66ကားချင်းနဲ့အမှုဖွဲ့မီရဲစခန်းအချုပ်မှာထိန်ထိန်ထားတယ်ဆိုပြီးဒီဆလင်းမြို့နယ်ရဲတပ်ဖွဲ့အရေးရာရှိတူကပြောထားတာဖြစ်ပါတယ်။ဒီဒေါန်ဆန်းစုကြည်ရဲ့အခုနှစ်မွေးနေ့ပေါ့နော်။ဒီမွေးနေ့အထိမ်းမဲ့တစ်ပစ်ဆိုင်ပွဲပြုလုပ်စဉ်မှာတဲ့တွတ်တော်ကိုဇလဲတွေကအချိန်နောက်ကျရရောက်လာခဲ့သည်ဟုဆိုပြီးတော့တဲ့ဦးထွန်းမင်းလက်ကကြမ်းတမ်းသောစကားလုံးများကိုလူမှုကွန်ရက်ပေါ်မှာဆဲဆိုခဲ့တဲ့အတွက် လင်းမြို့နယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့လူငယ်တာဝန်ခံကရဲစခန်းမှာအမှုဖွင့်ခြင်းဖြစ်ပါတယ်တဲ့ဒါကအမှုဖွင့်တဲ့အတွက်ဒီဆလင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်ဆိုတာလေးပါဥထုမြင့်လက်ကတဲ့ဇွန်လ16ရက်နေ့19ရက်ဒေါ်ဆာစုကြည်မွေးနေ့မှာဆဲဆိုသောစာသားတွေကိုတဲ့၎င်းရဲ့လီလူမှုကွန်ရက်စာမျက်နှာမှာနှစ်ရက်ဆက်ရေးခဲ့တဲ့အတွက်တဲ့ဒီလူငယ်တာဝန်ခံကိုအေးမင်းစုကလိုအပ်တဲ့အထောက်အထားတွေကိုစုတောင်းစုဆောင်ပြီးတော့ဇွန်လ1ရက်နေ့မှာအမှုဖွင့်တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်တဲ့ နိုင်ငံတော်ရဲ့အတိုင်းမကံပုတ်ကူနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုဂုံတိုက်ခါကြဆင်းအောင်လုပ်တဲ့အတွက်ဖန်ဆီထိမ့်သိမ်းထားတယ်တဲ့ဇွန်လ1ရက်နေ့ညနေမှာမူလာဖွင့်တယ်အဲ့ဒီညမှာပဲဖန်ဆီထိမ့်သိမ်းလိုက်တာပါတဲ့လောလောဆယ်ချုပ်ယမန်ယူထားပြီးတော့တဲ့ကျွန်တော်တို့ရေစကန်အချုပ်မှာထိမ့်သိမ်းထားတယ်ဆိုပြီးတော့ဒီရဲရရှိသူကပြောထားတာဖြစ်ပါတယ်ဒီမှာသူ့အနေနဲ့ကတော့ဓာတ်ပုံတွေဒီမှာပြထားတယ်ပေါ့နော်ပြထားတယ်ဒီကိုထွန်းမင်းလက် Facebook မှာဆဲထားတာဆိုပြီးသူကတစ်ပင်ဆိုင်ပွဲက9နာရီပေါ့နော်လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ကောင်ကတဲ့ 9နာရီ10မိနစ်ထိအောင်မလာသေးတော့မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ဝန်ထမ်းတွေမတည့်ရဆောင်နေရတယ်ဆိုပြီးတော့ဒီသူဆဲဆိုထားပြီးတော့လွှတ်တော်ကစလဲဆိုတဲ့ကောင်ဗျာဆိုပြီးဒါပြောထားတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဒီစလင်းကလူငယ်တာဝန်ခံပေါ့နော်ဒီမြို့သားလူမျိုးစုအဖွဲ့ချုပ်ကမကျေနပ်တဲ့အတွက်အမှုဖွင့်ထားတာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ဒီကုမှုရာမှာပါတဲ့သတင်းတပုတ်လေးကိုဖတ်ပြချင်ပါတယ်။ဟုတ်ကဲ့ဒီသတင်းကတော့ကျွန်တော်လေးလုံးကလေးနဲ့ဒီခုခုရမယ်ပါတယ်ဗောနော်တကြီးရွယ်လေးအကြောင်းရေးထားတာပါ။တို့ရေးနေပတ်သက်ပြီးတော့ လူမှုကဏ္ဍဘာလုပ်မလဲဆိုကြောင်းလေးသတင်းလေးဖြစ်ပါတယ်သတင်းကောင်းစဉ်ကတော့လေးလွင့်ကလေးရေးဖြစ်ရှင်းဖို့ရက်တရာအတွင်းအကောင်းဆုံးနည်းလမ်းရှာမယ်ဆိုတဲ့သတင်းပါလမ်းမောက်ရောက်လေးလွင့်ကလေးတွေတက်ကြီးရွယ်ဦးတွေနဲ့အကာအကွယ်မဲ့သူတွေရေးဖြစ်ရှင်းဖို့အကောင်းဆုံးနည်းလမ်းကိုရက်တရာအတွင်းရှာဖွေနေရလို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရချက်တာရေးဝန်ကြီးဌာနကပြောပါတယ်တဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရချက်တာရေးဝန်ကြီးဌာနပြောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကဖြစ်နိုင်တဲ့သူတို့အတွက်ဘလို့ဖြည့်ရှင်းရင်ကောင်းဆုံးဖြစ်မယ်ဆိုတဲ့နည်းလမ်းကိုပဲရက်တရာအတွင်းရှာဖွေမှာ ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေကိုနီလန်းရှောက်ပို့ဖို့အစံနမူနာထားတာတွေလို့ပြောပါတယ်တဲ့ဒီလ25ရက်နေ့ကစပြီးမန္တလေးမြို့မှာတော့လေးလင်းကလေးနဲ့ကလေးရဲ့ရေဦးစားပေးဖြစ်ရှင်းဖို့နီလန်းကိုကော်မတီဖွဲ့ဖွဲ့ပြီးရှာဖွေနေတယ်လို့သိရပါတယ်တဲ့ဒီလိုကလေးတွေရှိတတ်တဲ့ရက်ွက်တွေရဲ့လိုက်အဖွဲ့6ဘွဲ့ခွဲပြီးစစ်တမ်းကောက်ယူနေတယ်လို့ဝန်ကြီးကရှင်းပြပါတယ်ဒီလုပ်ငန်းစဉ်ထဲမှာလမ်းပေါ်လမ်းပေါ်နေတဲ့လေးလင်းကလေးတွေတက်ကြီးရွယ်အိုတွေရဲ့နောက်ဆက်တွဲဖြစ်လာလေးရှိတဲ့အမှုတွေကိုဖြစ်ရှင်းဖို့လဲပါဝင်တယ်လို့သိရပါတယ်သူတို့ရဲ့နောက်ကွယ်က ောက်ကွယ်ကနေကိုကျိုးစီပွားလှုပ်ရှားတဲ့ဂိုင်းကဏ္ဍတွေရှိလာရင်တရားဥပဒေတိုင်းပြည့်ပြည့်တသားဆောင်ရွက်ရင်ရန်ကုန်တိုင်းဒေသကြီးမှာစတင်ဆောင်ရွက်မယ်လို့သိရပါတယ်တဲ့။နောက်ပြဒီပြောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်ကြီးကဂိုင်းဘွဲဆိုတာကတော့ပြောတာပေါ့တကယ်တမ်းရလက်ကဘလို့ထွက်လာမလဲမသိဘူးလေတဲ့။အဲအဲ့ဒါတော့အဓိကတရားဥပဒေစိုးမိုးမှုနည်းတဲ့နည်းခဲ့ရင်ဒါတွေကဖြစ်မှာပေါ့တဲ့။တရားဥပဒေပေါ်မှာပဲသွားမယ်။ရန်ကုန်တိုင်းဒေသရန်ကုန်တိုင်းကဖြိုးမင်းသိန်းကလည်း ီလိုပဲပြောတယ်ဆိုပြီးပြောပြောတာလေတဲ့လေးလူကလေးများစုဟာဈေးပေါ်ဈေးပေါ်တဲ့မွေးရည်ဆေးတမျိုးမျိုး၃၀၄ရှိပြီးလုပ်ငန်း၃ကော်ကော်လည်းမွေးရည်ဆေးအဖြစ်၃၀၄ရှိတယ်လို့မန္တလေးမန္တလေးခြေဆိုင်မျော်လင်းမျော်လင်းရင်လူမှုကွန်ရက်အဖွဲ့ကသိရသည်တဲ့အဲ့ဒီလို၃၀တဲ့နောက်ဖြစ်လာတဲ့ယောဂဗျာတွေနဲ့ဒူးဆိုင်မှုကျွလွန်တဲ့အကျင့်တွေကိုပြင်ဆင်ကုသဖို့အတွက်အစိုးရအတွက်အခက်အခဲတခုဖြစ်နိုင်တယ်လို့အဲ့ဒီအဖွဲ့ကကိုညီထွေးကပြောတယ်တဲ့။နောက်ပြီးတော့သူကဗာဆက်ပြောတယ်ဆိုတော့ကျွန်တော်တို့တွေ့ရင် တွေ့တယ်လို့ဖြောင်းပြတယ်ဒါပေမဲ့တော်တော်များများကမရဘူးဒီပြင်မလုံးလေးမလုံးတွေပေးပြီးအဲ့ဒီဘွားကိုစွန့်လောင်ပြောကြည့်တယ်လုံးဝမရဘူးသူတို့ကအဲ့ဒီမူရစေးတော့မယ်ပြီးရင်ခူးမယ်ဝက်မယ်လူမယ်ကလေးဆိုတော့လူမိလဲငိုယိုပြီးတောင်းပန်ကြတယ်အဲ့ဒီလိုနဲ့ပဲပျော်နေကြတယ်ဆိုပြီးတော့ပြောပါတယ်တဲ့နောက်ပြခိုးခိုးရမဲကနေအဲ့ဒီလိုလှုပ်တတ်တဲ့အုပ်စုတွေတဲ့ရောက်ရှိလာတဲ့ကလေးတွေကလေးကလေးတွေလည်းတွေ့ရတယ်ဆိုပြီးတော့ဆက်ပြောထားတဲ့အကြောင်းလေးကြီးထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါလေလွင့်ကလေးတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော်ဟုတ်ပါတယ်အဲ့ လမ်းမေးမှာရှိတဲ့သူတွေကလည်းကလေးတွေကိုအများကြီးမူရင်နော်အများကြီးကလေးတွေအကုန်လုံးကဒီလမ်းမေးပဲရောက်နေတဲ့အချိန်လေးဒီကလေးတွေရဲ့ဟိုပါကော်ရှူရဲ့ကိစ္စဟိုတမ်းမြှုပ်တက်ဆိုရှင်ကျွန်တော်ကားတွေကားဝက်ရှော့တွေမှာသုံးပြီး TV ကော်ဆိုရှင်ကျွန်တော်တို့ရှင်မှာကန့်တက်လိုက်တဲ့အစီအစဉ်ကိုလှုပ်ထားတွေ့ရပါတယ်ဟုတ်ကဲ့ပါဟုတ်အခုနောက်ဆုံးကတော့ဒီကတ်တုန်းလေးပေါ့နော်ဒီကတ်တုန်းလေးကဘာတွေများထိမိအောင်ပြောဆိုထားလဲဆိုတော့ဒီ7 day daily ကကတ်တုန်းလေးပေါ့နော်သူကတော့ဆမ်မနာ20မှာပါပါတယ် မလူနှစ်ယောက်ပြောထားတာပေါ့နော်အဖေမပေါ်တဲ့ကလေးတဲ့ပန်းရှင်မဲ့မူရစီဝါတဲ့အမိမဖော်လို့တဲ့အလူရှင်တဲ့အမိမသိတဲ့အလောင်းနဲ့အမိမသိတဲ့လူအုပ်ကြီးဆိုပြီးပြောထားပါအမိမသိတာပဟေတိရာအရန်များနေရပေါ့နော်အဲ့ဒါတယောက်ကနေခေါင်းကုတ်ပြီးတော့ပြောတာတဲ့ဒိုးနိုင်ငံကပဟေတိနိုင်ငံတော့မဟုတ်ပါဘူးနော်ဆိုပြီးတော့ဒါပြောထားတာပါဒါကိုတော့ကတ်တွန်းဆရာကအခုလက်ရှိဖြစ်နေတဲ့အခြေအနေတွေကိုပြောထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒီကတုံးလေးနဲ့ပဲဒီနေ့ထွက်ရှိလာတဲ့သတင်းစာရည်ကစိတ်ဝင်စားဖို့ရသတင်းတွေကိုတင်ဆက်ပေးခဲ့တဲ့သတင်းစာပေါ်ကဖတ်စရာများစီစဉ်ကိုဒီမှာပဲရှင်းလိုက်ပါရှင်ဒီ BB ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတူတင်ရှုပါခင်ဗျာ